၂၁ရာစုပင်လုံညီလာခံဟာလက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေနိုင်ငံရေးအင်အားစုတွေအားလုံးနီးပါးပါဝင်ပေမဲ့ဝါပြည်တွေးစည်းညီညွတ်ရေးတပ်ဖွဲ့ကိုယ်စားလှယ်တွေဟာတန်းတူခွင့်မရဘူးဆိုပြီးညီလာခံဒုတိယနေ့မှာပဲနှုတ်ထွက်ခဲ့ကြလို့လူနည်းစုတိုင်းရင်းသားမျိုးနွယ်စုတွေကြားမှာလဲကိုစားပြုမှုအပေါ်မေးခွန်းထုတ်သူတွေလည်းရှိနေပါတယ်။တရားပြည်နယ်တဲကကော်ရော့လူမျိုးစုကိုစားပင်လုံညီလာခံကို တက်ရောက်ခဲ့တယ်မာတီးယာကတော့ ကိုစားပြုမှုမရှိဘူးလို့ခံစားရတဲ့ဆိုပြီးဒီအပေါ်မှာတောင်းဆိုမှုလည်းပြုလုပ်ခဲ့ပါတယ်ဒီပကပြည်ပြည်ဆိုလို့ရှိရင်ပထမဆုံးခါရတဲ့သူကဒီဟိုခုနကကျွန်တော်ပြောတဲ့ကိုစားပြုမှုရှိတဲ့မျိုးနယ်စုတွေဖြစ်ပါတယ်ဆိုတော့ဒီလူတွေအဲ့လိုထိခိုက်ခံစားရခဲ့ရတဲ့အပေါ်မှာလက်ရှိလက်ခံစားနေရတဲ့ဒိုင်းနေပြည်နယ်မှာ တဲ့ခါသားနေရာဆက်ဥမာကချေပါဆိုလို့ရှိရင်လူမျိုးတွေအများကြီးရှိတယ်မျိုးနဲ့စူပေးတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့လူကိုစားပြီးမရှိတဲ့သူတွေကအခုကြီးနေတဲ့ကစိတ်ဖြစ်နေတဲ့အခြေအနေမျိုးမှာအဲ့ပန်းမဆောက်ခံရတဲ့ပုံစံတွေဖြစ်ကြတယ်ဆိုတော့အဲ့ဒီဟာတဲ့သူလည်းပဲတတိမှုပြီးတော့မှအဖြစ်ရှိပြတဲ့မိသားစုဆောင်ရွက်ပြီးပါဆိုတာကိုလည်းတောင်းဆိုထားတာရှိတယ်အော်တိုဘာနဲ့နူဝင်မာလာရီထဲမှာအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကိုဒေတာလိုက်လူမျိုးလိုက် အကြောင်းအရာလိုက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးနောက်6လအကြာမှာဒုတိယအကြိမ်27ရာစုပင်လုံနီလာခံကိုထပ်မံကျင်းပမှာဖြစ်ပါတယ်။ကယန်တိုင်းရင်းသားရေးအဝန်ကြီးကတော့ဒုတိယအကြိမ်ညီလာခံကျင်းပတဲ့အခါမှာကယန်ကိုစားပြုတဲ့ကိုစလေရီကိုထည့်သွင်းပေးဖို့ကိုအခုလိုတောင်းဆိုခဲ့ပါတယ်။ကျွန်တော်အဓိကပြောချင်တာကတော့ဒီ ပြတင်ခြင်းပါတဲ့ချိန်မှာခရမ်းကုစားပြုတဲ့ခရမ်းပြည်တိတော်တော်ယံတိမဟုတ်ဒီတော်မှာခရမ်းလူမျိုးစုကုစားပြုတဲ့ကိုယ်စလေတယောက်ပြီးနှစ်ယောက်ပြီးထည့်ပြီးဟောင်းတယ်ပြီးတော့ခရမ်းဒေသပြည်ကြောင်းလေးကြီးကိုပြောလာပြီးဆိုတော့ဒီပုဂ္ဂိုလ်ကိုမြင်များပြီးမှတို့သူတို့ရဲ့ဆန္ဒကိုလည်းထည့်သိမ့်တယ်လို့ပြောဒီထည့်ပြီးပြောဆိုပြည်သူလူထုကိုယ်စလေဒေါခင်စန်းလိုက်ကတော့ဒီညီလာငယ်ကြီးမှာမတူညီ क्वे ပြတဲ့အတန်တွေ ခန်းစားချက်မျိုးစုံတွေကိုတစုတစည်းရဲ့တနေရာထဲမှာကြားရလို့ဝန်တာပြီးဒီအတန်တွေခန်းစားချက်တွေကိုစုပေါင်းပြီးအပြေရှားသွားမယ်လို့ပြောဆိုခဲ့ပါတယ် အလုံးရမတူညီတဲ့ကွဲပြားတဲ့အခြေအနေတွေအလုံးမတူမှလာပြီးတော့ဟိုပြောဆိုကြရဲဆိုကျွန်တော်တို့နိုင်ငံလေးမျိုးစုံကြရတယ်အဲ့တော့တိုင်းရင်းသားတွေကချုပ်တိုင်းရင်းသားတွေရပေါ့နော်ဟိုသူတို့ရခံစားချက်တွေလည်းကျွန်တော်တို့သိရတဲ့အတွေ့အကြုံမျိုးဆိုလည်းဒါတွေကတော့တကယ်တမ်းတော့လေဟိုပြောမယ်ဆိုရင်တော့ဒီပွဲအကြီးပြမြောက်လာတဲ့အတွေ့အကြုံဒီလိုအတိုင်းကျွန်တော်တို့အလုံးပစ္စည်းပစ္စည်းတွေကတနေရာထဲမှာကျွန်တော်တို့ကြားခဲ့ရတယ်အဲ့တော့အလုံးမှာခက်ခဲတွေရှိပါတယ်အလုံးရအတိုင်းတွေကကြားရတဲ့အတွေ့အကြုံလည်းကျွန်တော်တို့ဒီလိုဝင်တာလေဝင်တာလေဆိုတော့ကျွန်တော်တို့ဘယ်လိုဆောင်ရွက်ကြရမလဲဆိုရင်နီးလန်းတွေကိုကျွန်တော်တို့ကစူပေါင်းပြီးတော့နောက်ကြရင်ကျွန်တော်တို့ပြေရှားပြီးတော့မှမှတကယ် ူအရာတခုကိုကျွန်တော်ချမှတ်နိုင်ပြီဖြစ်ပါတယ်